ိုးရဲ့ဒီတင်ထားကိုပစ္စည်းနဲ့ဟိုစော့နေရဲ့ခါလေးတွေတင်နေရဲ့ခါလေးတွေကိုအဲကမ်ပိန်းရမ်းပေါ့နော်။မာဆိုလိုချင်တာက contest ပဲဖြစ်ဖြစ်ဥပမာတင်ချာရန်စမ်း contest တော့ဒီဟာလေးနဲ့ကျွန်တော်ဝယ်သွားတဲ့လူတွေကတော့ပတရားလောက်ရှိပြီအဲ့တော့ဒီဟာလေးနဲ့အဲကျွန်တော်တို့ cancel လိုက်ရအောင်အဲ့တော့ကိုယ့်ရဲ့ခလေးတွေ ဒါလေးတွေကိုကျွန်တော်တို့သုံးပြီးတော့စာတင်နေတဲ့ဟာလေးတော်တော် post တင်အဲ့မှာကျွန်တော်တို့ကဟို random ရေးပြီးတော့ကြာပန်းရေးပြီးတော့ဘာမှမညာပြိမယ်ဆိုတဲ့ဟာမျိုးနဲ့ post တင်ရတယ်ဆိုလို့ရှိရင်တော့ဒါလေးသူတို့စိတ်ဝင်စားပုံတော့ကလေးတွေကိုယ်တိုင်ကဟိုဟိုဘယ်လိုခေါမလဲစက်ဝင်တစားတင်နေရတဲ့အချိန်မှာကြံတခြားသောမိဘတွေကမြင်တယ်တခြားသောဦးလေးရဲ့တော်တွေကမြင်တယ်တခြားသောပို့တွေဖော်တွေကမြင်တယ်ဆိုလို့ရှိရင်ကသူတို့လည်းစိတ်ဝင်စားလိုက်တာပေါ့နော် နောက်တစ်ခုကမေးချင်တာကတင်ကြိုင်းနဲ့ပတ်သက်ပြီးပတ်သက်တဲ့စာအုပ်တင်နောက်ခုပစ္စည်းတွေရောင်းချင်တဲ့အချိန်မှာသုံးတဲ့ user ကကလေးတွေဖြစ်နေပေမဲ့ဝယ်မဲ့သူတွေကမိဘတွေဖြစ်နေတော့မိဘတွေကွဲချက်လာအောင်ဘယ်လို content မျိုးရေးရမလဲဆိုတာအကြံပေးစီလိုပါတယ်ကျွန်တော်ကစာတင်နေတော့ပညာရေး level တွေမှာမိဘနဲ့မိဘတွေနဲ့တည်ပေမဲ့စီးပွားရေးဘက်ကိုလည်းဆွဲလို့ချင်လို့ပါအဲ့တော့အမ် okay ဘယ်လိုပြောမလဲ မိဘတွေခေါ်နောက်တစ်ခုကအဖိုးအွားတွေခေါ်နှစ်ယောက်နှစ်နှစ်ဖက်လုံးတော့ကျွန်တော် random နဲ့လုံးအောင်ပြတယ်မိဘတွေပဲတော့မဟုတ်ဆိုတော့အဖိုးအွားတွေကိုဝယ်ပေးလိမ့်မယ်အဲ့တော့ကိုမိစာတက်ဖို့ဆိုတော့ခေါင်းစိန်နဲ့အဖိုးအွားတွေကပြီးတော့အဖိုးအွားတွေကတော့လည်းအာဘာပဲပြောပြောအိမ်မှာနေလို့ရှိရင်ဒီမှာခုခေတ်အဖိုးအွားတွေကတော့ဒီ Facebook ပုံနေရတူတွေတော့ right အဲ့တော့ အဖိုးဖွားတွေကနည်းနည်းလေးပို့ပြီးတော့ဟိုဝယ်ပေးလေးရှိရဆိုတော့အဖိုးဖွားတွေနဲ့လည်းကျွန်တော် target ထားလို့ဟိုဖြစ်နိုင်တယ်အဲ့တော့ဟိုတင်ထောက်ကူပစ္စည်းတွေပညာရေးပစ္စည်းရောက်တဲ့အချိန်မှာโอเคကျွန်တော်လေးဟိုမှာ TikTok မှာတခုတွေ့တယ် အဲ့ခလေးပစ္စည်းခလေးကစားစရာပစ္စည်းရောင်းတဲ့ဆိုင်ရဲ့ page ပေါ့နော်အဲ့အဲ့ဆိုင်ကအမကြီးကိုယ်တိုင်ဝင်ဆော့ပြနေရတော်တော်လေး engaging ဖြစ်တယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူက game တစ်ခုတစ်ခုကိုဘယ်လိုဆော့လို့ရလဲသူကိုယ်တိုင်ဝင်ဆော့ပြနေရဆိုတော့ကျတော့အော် okay ဒီလိုမျိုးလေးဆော့လို့ရတယ်ဒီလိုမျိုးလေးဆော့လို့ရတယ်ဒီလိုမျိုးလေးဆော့လို့ရတယ်ဆိုတော့ပိုဖြစ်လာတာပို့ပြီးတော့များလာဟုတ်ဆိုတော့ဟိုကျွန်တော်မြင်တာကလည်းအဲ့လိုမျိုး customer experience ကိုကျွန်တော်တို့ပြလို့ရတယ်ဆိုလို့ရှိရင်ကအများကြီးပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့နော်ဒါတစ်ပိုင်း ပြောရှင်နောက်တစ်ပိုင်းကကျတော့ဟိုဥပမာဒါကျွန်တော်အခုခေါင်းထဲကရုပ်တရက်ထွက်လာတဲ့ idea ကကိုယ့်ရဲ့တင်ထားခုပစ္စည်းနဲ့ကိုယ့်ရဲ့ဒီတင်ထားခုပစ္စည်းနဲ့ဟိုစော့နေတဲ့ခါလေးတွေသင်နေတဲ့ခါလေးတွေကိုအဲ campaign run ပေါ့နော်လာဆိုလို့ကျနော် contest ဆက်ဖြစ်ဖြစ်ဒီမှာတင်ချာညံစမ်း contest အဲ့တော့ဒီဟာလေးနဲ့ကျွန်တော်ဝယ်သွားရုပ်တွေကတော့ပရိယာလောက်ရှိပြီအဲ့တော့ဒီဟာလေးနဲ့ အဲကျွန်တော်တို့ကန်ဆယ်လိုက်ရအောင်အဲ့တော့ကိုယ့်ရဲ့ခလေးတွေဒါလေးတွေကိုကျွန်တော်တို့သုံးပြီးတော့စာတင်နေတဲ့ဟာလေးကျွန်တော်ပို့စင်အဲအဲ့မှာကျွန်တော်တို့ကဟို random ရွေးပြီးတော့ကြာပန်းရွေးပြီးတော့ဗာပေးမယ်ညာပေးမယ်ဆိုတဲ့ဟာမျိုးနဲ့ပို့စင်တယ်လဲဆိုလို့ရှိရင်တော့ဒါလေးသူတို့စိတ်ဝင်စားပို့တော့ခလေးတွေကိုယ်တိုင်ကဟိုဟိုဘယ်လိုခေါ်မလဲစိတ်ဝင်တစားတင်နေရတဲ့အချိန်မှာကြံတခြားသောမိဘတွေကမြင်တယ်တခြားသောဦးလေးရဲ့တော်တွေကမြင်တယ်တခြားသောပို့တွေဖွားတွေကမြင်တယ်ဆိုလို့ရှိရင်က သူတို့လည်းစိတ်ကိုစားလိုက်တာပေါ့နော်အဲ့တော့ဟိုကောင်းတာကတော့ကျွန်တော်ပြောသလိုဟို user user back experience ကိုလည်းကျွန်တော်ပြသင့်တယ်လို့မြင်တယ်အဲပြီးတော့ကျတော့ဟိုမဝဲခင်ကိုကိုတိုင်းကလည်းဒါတွေနဲ့တင်ထားတဲ့ဗီဒီယိုတွေလည်းကျွန်တော်တင်သင့်တယ်လို့တော့ယူဆပါတယ်။ကျန်တဲ့ဟို promotion စိတ်ပါတွေကတော့ထုံးစံတိုင်းလုပ်ရမှာပေါ့နော်။ကျွန်တော်အဲ့အပြည့်ကိုတစ်ချက်လေးပြေးကြည့်ရအောင်။